ရသည်မြအချိန်ကလေးအတွက်မှာအချိန်ကိုကြိုးရှိရှိအသုံးချပြီးတော့မိမိတို့ရဲ့ဈဉ္ညာကမနာစိဖြန့်ခြင်းဆိုတဲ့အလုပ်ကိုကယုတ္တသောင်းရသားကြဖို့ကြိုးအားပါတယ်ဈဉ္ညာကမနာစိဖြန့်တဲ့ယောဂီပုဂ္ဂိုလ်တယောက်ဟာဟောဒီဒီမကြည့်ရဘူးမျက်လွာချထားရမယ်မိမိရဲ့စိတ်ကိုလည်းပဲ ဟိုရောက်နေရဟိုတွေ့တွေ့တွေ့မနေရဘူးလှုပ်ရှားနေတဲ့ယုတ်ခန္ဓာအမှုရအပေါ်မှာအတိလေးကတ္တပြရသိညာကမလားစိပန်းတဲ့လောစရာတဏှာနဲ့တဏှာချင်းရှောင်လန်းနေတဲ့အလုံးဖြစ်တဲ့အတွက်ရှောင်လန်းနေတဲ့ခြေတော်အမှုရအပေါ်မှာအတိလေးကတ္တကိုလိုအပ်ပါတယ် ခြေတော်မူရာပေါ်မှာအတိလေးကတ်ထားတယ်။စိတ်ကလေးနဲ့စွတ်တိုက်ထားတယ်။အတိကတ်ထားခြင်းကိုတတိလို့ခေါ်တယ်။စွတ်စွတ်ဆိုင်ဆိုင်ကြီးနေခြင်းကိုသမာဓိလို့ခေါ်တယ်။အဲဒီတော့စတင်ပြီးတော့ဉာဏ်ရကောင်းလာစစ်ပြန်တော့မယ်လို့ပြင်ဆင်လိုက်ပြီးဆိုကြတဲ့ကကိုရောက်နေတဲ့နေရာကနေစပြီးတော့ပရမခြေဆောင်ရလိုက်ပေါ့။ပြီးတော့မှခြေတော်ကလေးတန်းတော့မယ်လို့စိတ်ကလေးဖြစ်ပေါ်တယ်။ ဖြစ်ပေါ်တဲ့စိတ်ကလေးကိုလည်းပဲဩစမ်းရင်လည်းစိတ်ကလေးပါလားလို့ဒီလိုသိပေးလိုက်အဲဒီစိတ်ကလေးပေါ်တဲ့အခါမှာခြေတော့ကလည်းပဲလမ်းနဲ့အမူအရာလေးရွေရှားတဲ့အမူအရာလေးဖြစ်လာပါလေအရင်ချိန်မှာမိမိရဲ့စိတ်ကရွေရှားတဲ့အမူအရာကလေးကိုသိပေးလိုက်ပါညာခြေတော့စတဲ့နိုင်ရင်လည်းညာခြေတော့အပေါ်မှာစိတ်ကလေးကိုစုစိုက်ထားပါ ဘယ်ခြေတော့စတင်လှမ်းရင်လည်းဘယ်ခြေတော့အပေါ်မှာစိတ်ကိုစုစိုက်ထားပါခြေတော့ကလေးကြွားလိုက်တယ်ခြေကိုတွန်းလိုက်တယ်အောက်ကိုချလိုက်တယ်အဲဒီလိုကြွားခြင်းလှမ်းခြင်းချခြင်းအမှုရာဆောင်ရွက်နေတဲ့ယောဂီဟာပုံမှန်လိုင်းလျှောက်တဲ့သဘောမျိုးပဲဖြစ်ပါသည်တမင်တကာခြေတော့ကိုယောက်ပေးတာလို့တို့မသိတာသိတာအောင်ခြေတော့ကဒါမြောက်ပြီးတော့ရှေ့ကို လာလိုက်တာမျိုးတို့ဒီလိုမဖြစ်စေနဲ့ခါတိုင်းတနေရာနဲ့တနေရာသွားတဲ့အခါမှာသွားနည်းမျိုးပဲပုံမှန်တမ်းပဲသွားဖို့လိုအပ်ပါတယ်ပုံမှန်နဲ့ပူပြီးတော့ခြေတော်ကလည်းမမြောက်စေနဲ့အစိတ်ကျဲကိုလည်းပဲပုံမှန်နဲ့ပူပြီးတော့မဖြစ်စေပုံမှန်အတိုင်းနဲ့ထားထူးခြားတာကဘာလဲထူးခြားသွားမလဲဆိုတော့ပုံမှန်သွားရွသွားစဉ်ကလည်းတွက်တယ် အခုချိန်ကျတော့သွတ်သွတ်သွားလို့မရဘူး။ဘာဖြစ်လို့သွတ်သွတ်သွားလို့မရတယ်လဲမင်းသွတ်သွတ်သွားလိုက်ရင်လှုပ်ရှားနေတဲ့ရုပ်ခန္ဓာအမှုရာကိုအတိကမလိုက်နိုင်ဘူး။အကျင့်မရှိသေးတဲ့အတွက်အလင်းမရောလိုက်ပြီးတော့ရှုပ်နိုင်ဘူး။ဒါကြောင့်မလို့သွတ်သွတ်မသွားနိုင်ဖြည်းဖြည်းပဲသွား။ဖြည်းဖြည်းသွားတဲ့အခါမှာသတ်တယ် ခြေတော့ကြွားတဲ့အချိန်ကနေပြီးတော့ခြေတော့ချလိုက်တဲ့အချိန်ထိလှုပ်ရှားနေတဲ့လှုပ်ရှားမှုအတိလေးပြပြီးတော့ဟောခြေတော့ကလေးလှုပ်ရှားနေတယ်လှုပ်ရှားနေတယ်ဒီလိုသိပေးလိုက်ပရမတော့တည်တည်ခြင်းတော့ခြေတော့ကလှုပ်ရှားနေတယ်လို့ဒီလိုထင်ရပါပဲဒါပေမဲ့တကယ်တမ်းကျတော့ခြေတော့ကလှုပ်ရှားတာမဟုတ်ဘူးဟောဒီခြေတော့ထဲမှာရှိနေတယ်လှုပ်ရှားတဲ့အမှုရာကလေးကလှုပ်ရှားနေတယ် ဒါကြောင့်မလို့ခြေတော့ကလှူရှားတယ်လို့သဘောအပြည့်လားပြောလိုက်တာမိမိစိတ်ကအာရုံစိုက်ရမှာကခြေတော့ဆိုတဲ့ပုံမှန်တရားရုပ်ထုကိုအာရုံစိုက်ရဘူးကြွားလိုက်တာနဲ့ဒီပိုင်းနဲ့ပေါ့ပေါ့ပါပါနဲ့ကြွားတဲ့အမူအရာကလေးသဘောလေးခြေတော့ထမှဖြစ်နေခြေကိုတိုးလိုက်တာနဲ့ဒီပိုင်းနဲ့လှူရှားတဲ့အမူအရာကလေးသဘောလေးဟောဒီခြေတော့ထမှရှိနေတယ် အောက်ကိုချလိုက်တဲ့အချိန်ခါမှာလည်းပဲပစ္စည်းတစ်ခုကိုလွှတ်ချလိုက်တယ်လို့ဖြေရှားသွားတဲ့သဘောလေးခြေတော်ထဲမှာရှိနေတယ်။အဲ့ဒီသဘောလေးကိုအာယုံစိုက်တတိကပ်ပြီးတော့ကျွမ်းသာပြဖို့လိုအပ်ပါတယ်။ဘုံမော်ဒီမော်ဟိုကြည့်သည်ကြီးမကြည့်ပါနဲ့။ဘုံမော်ဒီမော်ဟိုကြည့်သည်ကြီးကြည့်နေရင်မိမိရဲ့စိတ်ကအဲ့ဒီစီရောက်နေပဲခြေတော်စီရောက်နေမှာမဟုတ်ဘူး။ ပြန်ပအာယုံစီဆက်ရောက်နေခြင်းဟာဝိပဿနာမဖြစ်ဘူး။ဒါကြောင့်မလို့မိမိခန္ဓာပုံမှာပဲအာယုံဆက်နေအောင်ပေါ်ကြည့်ကြည့်မရှိပါနဲ့။ခြေတော်ကလေးကြွလိုက်တယ်၊ရှေ့ကိုတွန်းလိုက်တယ်၊အောက်ကိုချလိုက်တယ်။ဒါလေးကလှမ်းတဲ့အမူအရာလေးပဲ။ရွေးရှားတဲ့သဘောလေးပဲ၊ငြိမ့်သက်တဲ့သဘောလေးပဲ။အော်ဒါရုပ်ရဲ့သဘောလေးပဲ။ သူ့ကိုသီတိပင်းနေတာကတော့နိုင်ရဲ့သဘောလေးပဲနိုင်ရဲ့သဘောကခြေတော်ဆိုတဲ့ဟောဒီပုံမန္တရာကြီးကိုကြွအောင်လို့ယူလိုက်တယ်။ဟောခြေတော်တဲ့ပုံမန္တရာကြီးကြွလာတယ်။ကြွလာတဲ့အခါမှာရုပ်ရဲ့သဘောကဝါရောတက်ဆိုတဲ့ရုပ်ရဲ့သဘောကတောတင်ပေးလိုက်တယ်သိချမ်းမှခံစားရတယ်ရှေ့ကိုဆွဲချလိုက်တယ်လို့ ိတ်ထဲမှာခံစားရတယ်။ဘာယောတ္တဆိုတဲ့ရုပ်ရဲ့သဘောကအောက်ချထားတဲ့ခြေကိုပေါ်တော့နေပေးလိုက်တယ်၊ခြေကိုတော့ပေးလိုက်တယ်။အောက်ကိုချလိုက်တယ်။လေးလေးပင်ပင်ပစ္စည်းကလေးတစ်ခုကိုလက်ကလေးနဲ့ဆွတ်တင်လိုက်တယ်လို့ပြန်လွှတ်ချလိုက်တယ်လို့အဲ့ဒီလိုလေးခံစားရတတ်ပါလေ။အေးအေးဆေးဆေးနဲ့တစ်ဖြည်းဖြည်းနဲ့ ရုပ်ဆက်ပြီးတော့တိုင်ရှုကြည့်ဒီပုံစံမျိုးတွေ့ရပါလိမ့်မယ်။ခါရဲပုံမှန်သွားနေမျိုးဇက်ခနဲ့ဇက်ခနဲ့သွားတာမျိုးမလုပ်ခိုင်းနဲ့။လှမ်းကျင်တဲ့နိုင်တရား။အောက်ကရွေရှားတဲ့ဘွာရောတတ်ဆိုတဲ့ယုံတရား။အဲ့ဒီကခုပူပေါင်းပြီးတော့အောက်ချရတဲ့ခြေတော်ကိုပေါကုံမြောက်တယ်အောင်ကြိုးစားပေးလိုက်တယ်ဆိုရင်ဒီသဘောလေးဟာသိသိချာချာရုပ်ဆက်ကြည့်ပေါ်လာပါမယ်။ ။ဒါကဆိုင်ခဲဆိုတဲ့ဟောဒီခြေတော်ကြီးကပုရိသယုံကြည်။သူကောပေါ်တော့မြောက်တင်အောင်ပြုလုပ်ပေးတယ်။ဒါသဘောလေးကတော့ပရမတ်ယုံ။ပုရိသယုံကိုမကြည့်ပါနဲ့ပရမတ်ယုံကိုကြည့်ပါ။ပရမယုတ်ဆိုတာကသဘောတရားလေးပဲပုံမှန်တရားကြီးမဟုတ်ဘူးပုရုဒ္ဓယုတ်ကပုံမှန်တရားကြီးပုံမှန်တရားကြီးကပညာယုတ်သဘောတရားလေးကပရမယုတ် န်တရားနဲ့ဗာယောဓာဆိုတဲ့သဘောတရားလေးနဲ့နှစ်ခုပူးပေါင်းပြီးတော့ထောက်ချရတဲ့ခြေတော်ကိုပုံမြောက်တင်အောင်ထောင်ရပေးလိုက်တာပဲအပေါ်မြောက်နေတဲ့ခြေတော်ကိုရှေ့ကို တိုးတော့အောင်ဆွဲယူပေးလိုက်တာပဲရှေ့ကိုတိုးသွားတဲ့ခြေတော်ကိုအောက်ကိုကျတော့အောင်လွှတ်ချပေးလိုက်တာပဲအဲ့ဒီသဘောလေးကိုအကဲခတ်ပြီးတော့နှမ်းနေရင်နှမ်းနေရင်လည်း ဒီအပေါ်မှာသိနေတဲ့ဉာဏ်နဲ့ရွေးရှားနေတဲ့ယုံနဲ့သဘောတရားချင်းမတူဘူးဆိုတာအလိုလိုသိလာတယ်။ယုံနဲ့ကကွဲလာတယ်။နာတရားအသိနဲ့ယုံတရားရဲ့လျှောက်ရှားမှုနဲ့ဒီနှစ်ခုတွဲတွဲပြီးတော့ဖြစ်နေတဲ့ဆိုပေမဲ့နာတရားရဲ့လျှောက်ရှားမှုသိမှုကသတ္တ၊ယုံတရားရဲ့ရွေးရှားမှုကသတ္တ ဟောယုံနဲ့ကနှစ်ပါးပေါင်းပြီးတော့လမ်းချင်းဆိုတဲ့အမူအရာကို ဆောင်ရွက်ပေးနေတာပဲလို့ဒီလိုစိတ်ထဲမှာသဘောပေါက်နေကုန်တယ်ဒီလိုသဘောပေါက်ဖို့ဆိုတာကစိတ်တွေဟိုရောက်တရောက်မရောက်စင်းနေဟိုရောက်တရောက်မရောက်စင်းနေစိတ်အသိမပါပဲနဲ့ခြေတော်လှမ်းတာလှမ်းမှမဖြစ်စင်းနေစိတ်အသိမပါပဲနဲ့ခြေတော်လှမ်းမြင် ပြန်ရထားစိတ်ကိုပြန်ဆုစည်းစိတ်အသိမပါပဲနဲ့ခြေတော်မလှမ်းမြင်စင်းနေ သိသိမပါမနဲ့ခြေတော်လှမ်းပြီးရင်ချက်ချင်းရပ်ပလိုက်စိတ်ကိုခြေတော်စီကိုပုတ်ပေးလိုက်ပြီးတော့မှဆက်သွားအဲဒီလိုလေ့ကျင့်လေးလုပ်ပေးလိုက်ရင်ဉာဏ်ကမထာကတတိသမာဓိပညာတရားသုံးပါအာကောင်းဖို့အတွက်အထောက်ကိုဖြစ်စေပါခင်ဒီညာမလျှောက်လို့ဘူးတဏှာမှာပဲမတတ်ရချင်းရိယာပုံနဲ့ရှိမယ်ဒါလေးဖြစ်ပါခင် ဘဒယခြေရိယာပုံနဲ့ရှုမယ်ဆိုရင်ခြေဘဝနဲ့အောက်ကဖဏတ်တို့သင်ပြုတို့ဖြားတို့ကွန်ကရစ်တို့ကြောက်ပြားတို့ဒီပုံမှာခြေဆောင်ရက်ပြီးတော့နေလိုက်တာနဲ့တကယ်နဲ့ခြေဘဝမှာအောက်ကအခန့်တန်းနဲ့တွေ့တဲ့အခါအေးရလေအေးတဲ့သဘောပူရင်လည်းပူတဲ့သဘောဒါလေးကိုသတိပြုမိပါလေအေးတဲ့သဘောလေးဒီကာယအခြေတန်နဲ့အောက်ကတွေ့တိစရာနဲ့တွေ့ချီဖြစ်ပေါ်လာတဲ့ သဘောတရားလေးအဲ့ဒါကိုသိတာကဒွိတိစိတ်ကလေးပဲရနေရင်းနဲ့တပြေးပြေးအေးရတာနဲ့ပူလာတယ်ပုံမှန်သိလာတယ်အေးရင်အေးမှန်သိတယ်ပူရင်ပုံမှန်သိတယ်သိတာကလည်းအောက်ကအေးတဲ့သဘောပူတဲ့သဘောလေးကယုတ်ပုံမှန်တဲ့ခြေတော်စီစင်မြောက်ပါစေနဲ့ခြေတော်ပုံမှန်တဲ့ခြေကပြညာယုတ်ကြီးသူ့ကိုမမြင်စေနဲ့ အဲ့ဒီတမရှိနေတဲ့ဤသဘောပုသဘောလေးမမမမယတ်နိုင်တယ်ဆိုကြတဲ့အောက်ကအမာခံလေးရှိနေလို့အမာခံဆိုတဲ့တရားလေးကသဘောလေးကပထဝီတန်ခလေးပြောရင်လည်းပြောမှသိတယ်မာရင်လည်းမာမှသိတယ်ပြောတဲ့သဘောမှားတဲ့သဘောကယုတ်တိတာကအေးအေးမှန်သိတယ်ပုံရင်ပုံမှန်သိတယ်အေးတဲ့သဘောပိုတဲ့သဘောကယုတ်တိတာကနာ ကြာကြာလေးမတတ်ရမိပြီဆိုရင်ခြေကလုံးအထိတောင်းလာတယ်။တောင်းတဲ့သဘောလေးဖြစ်လာတယ်။တောင်းလာတင်းလာလည်းပဲဒါနဲ့ပထဝီဓာတ်ရဲ့သဘောပဲ။သိတာကလည်းအဲဒီလိုရောရဲ့သဘောအမျိုးမျိုးပြောင်းလဲသွားတဲ့သဘောလေးတွေကိုနာငါသိသိပြီးနေတယ်။ယောဂအမျိုးမျိုးပြောင်းလဲနေတဲ့နာငါသိပြီးနေတယ်။အမျိုးမျိုးပြောင်းလဲနေတာဟာယုတ်တွေပေါက်ပြန်နေတာပဲ။ ဒါကြောင့်ဖောက်ပြန်တာကိုရုပ်လို့ဒီလိုတတ်မှတ်လိုက်တာသိနေတဲ့အသေးလေးကတော့တန်တရားလေးပဲယုတ်တရားကလည်းမျိုးမျိုးကြောင်းလဲနေတယ်ပူလိုက်အေးလိုက်တောင်းလိုက်တင်းလိုက်ခိုင်းလိုက်ခဲလိုက်ပြော့လိုက်မာလိုက်အဲသူ့ကိုသိနေတဲ့တန်တရားလေးကလည်းမျိုးမျိုးသိပြီးနေတယ်ပူရင်ပူမှန်းသိတယ်အေးရင်အေးမှန်းသိတယ်တောက်ရင်တောက်မှန်းသိတယ်ခိုင်းရင်ခိုင်းမှန်းသိတယ်နားရင်နားမှန်းသိတယ် ရုပ်ရဲ့သဘောလေးကအမျိုးမျိုးပြောင်းလဲနေသလိုနိုင်ရဲ့သဘောလေးကလည်းပဲအမျိုးမျိုးပြောင်းလဲနေတာပဲတလိုင်းချင်းတလိုင်းချင်းနှမ်းနေတဲ့ဝါရောဓာတ်ကိုဆောင်တဲ့ရုပ်တွေဖြစ်နေတယ်ခြေဆုံးရက်ပြီးတော့ရှုပ်နေရင်တော့ပထဝီဓာတ်အမာကမာသဘောပြောသဘောဆိုတဲ့ပထဝီဓာတ်တွေကိုဆောင်ပြီးတော့ရုပ်တွေဖြစ်နေတယ် ပထဝီလို့ပြောလဲကျန်တဲ့ရုပ်တွေပါတာပဲ။ဝါယောလို့ပြောလဲကျန်တဲ့ရုပ်တွေပါတာပဲ။ဒါကြောင့်ယောဂီများဟာသိဉာဏ်ကမ္မဋ္ဌာန်းဆင်ပြရမယ်ဆိုပေမဲ့သိဉာဏ်လျှောက်လို့ကလည်းလျှောက်။မလျှောက်လို့ကလည်းပဲတဏှာမှာချစ်ဆုံးရက်။လက်ကလေးနဲ့ပဲပေးချပြီးတော့ခန္ဓာကိုယ်ရဲ့အထုသဖြင့်ဖြာသမီးကြမ်းမြင်နဲ့ထိနေတဲ့ခြေတော်ဆိုတဲ့ရုပ်ခန္ဓာမှာပေါ်လာတဲ့ ပရိယာဘောတိသောဝါယောဆိုတဲ့တသဘောလေးတွေကိုအကခတ်သိနေတဲ့သိလေးကိုအကခတ်ရောသဘောနဲ့သဘောကိုကွဲအောင်တော့ဟောတာကရောရဲ့သဘောဒါကနိုင်ရဲ့သဘောကြည့်နေရင်ကြည့်နေတဲ့အလိုလိုကွဲလာပါလိမ့်မယ်ရောသဘောနဲ့သဘောကွဲလာပြီဆိုရင်ဟောတာရုပ်ရဲ့ရုပ်နဲ့နာမ်နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်နေတာပဲပုဂ္ဂိုလ်သတ္တဝါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးယောက်ျားမိန်းမလည်းမဟုတ်ဘူးသူပေါင်းပါချင်တယ်လည်းမဟုတ်ဘူး ဒါရုပ်သဘောနဲ့နာမ်သဘောပဲရှိတယ်လို့အဲ့ဒီလိုဉာဏ်လေးနဲ့သုံးပြချက်ချလိုက်နိုင်ရင်နာမ်ရူပပရိစ္ဆေဒဉာဏ်ဖြစ်ပါလေအဲ့ဒီအချိန်မှာဆက်ပြီးတော့ကြည့်နေရင်လည်းယုတ်ကလေးယုတ်တရားကလေးကလည်းပဲတမျိုးနဲ့မဟုတ်ဘဲနဲ့အမျိုးမျိုးပြောင်းလဲသွားတာတွေ့ရပါလေ။နိုင်ရဲ့အသိလေးကလည်းပဲတမျိုးနဲ့သိနေတာမဟုတ်ဘဲနဲ့အမျိုးမျိုးပြောင်းလဲပြီးတော့သိနေတာတွေ့ရပါလေ။တခါတခါ ယုတ်ခန္ဓာမှာရှိတဲ့သဘောတရားလေးကိုသိလိုက်တခါတခါဟိုတွေးဒီတွေးတွေးလိုက်တွေးနေတွေးမှန်သိယုတ်ခန္ဓာကိုသိရင်လည်းယုတ်ခန္ဓာကိုသိတယ်လို့ပြန်သိတိတ်တွေဟောရောက်တရားရောင်းနေဟောရောက်တရားရောက်တယ်လို့သိတွေးနေရင်တွေးနေတယ်လို့သိသိကုနေရင်သိကုနေတယ်လို့သိအဲဒီလိုနန္တရားလေးရဲ့သဘာဝဖြစ်စဉ်ကိုလည်းပဲမလုံတတ်သိအောင်ကြိုးစားယုတ်သဘာဝရဲ့ဖောက်ပြန်မှုပြောင်းလဲမှုလေးတွေကိုလည်းပဲမလုံတတ်သိအောင်ကြိုးစား အဲဒီလိုကြိုးစားပြီးသွားလိုက်နိုင်ရင်တဘာဝတရားကလေးတွေဒီမျိုးနဲ့ဒီမျိုးမတူတာသိပင်လည်းရင်ဒီမျိုးပြက်လို့ဒီမျိုးအသိပေါ်တာပဲဒီမျိုးပြက်လို့ဒီမျိုးအသိပေါ်တယ်ပြက်သွားတာလေးကတော့အပြည့်ရတဲ့ဘောအနိစ္စရတဲ့ဘောလေးပဲအသိပေါ်တာကတော့အစာထိုးတဲ့ဘောလေးပဲအစာထိုးတာလေယုံတရားကလည်းအစာထိုးလာတယ်နန္တရားကလည်းအစာထိုးလာတယ်အသိတစ်ခုပြက်လို့နောက်အသိအစာထိုးတယ် ောက်ပြောင်မှုတစ်ခုပြလို့နောက်ပေါက်ပြောင်မှုစားထိုးတယ်။ကိုရာကနေအေးတယ်၊မာယာကနေပြောတယ်၊ပြောရာကနေမာတယ်၊တောင်ရာကနေတင်းတယ်၊ထောင်းတယ်။အမျိုးမျိုး ပြောင်းလဲနေတယ်လို့အတိတ်ကလေးကလည်းအမျိုးမျိုးပြောင်းလဲနေတယ်။ပြောင်းလဲခြင်းတွေမနဲ့ရင်ဒီမျိုးပြက်လို့ဒီမျိုးအသိပေါ်တာပဲ။ဒါဖြစ်ဖြစ်ရဲ့သဘောပဲလို့အလိုလိုသိတဲ့မှာသဘောပေါက်လာပါလိမ့်မယ်။အရေးကြီးဆုံးကတော့တတိပဲ။အမှုမဲ့မမဲ့မနေနဲ့ အသိမပါဘဲနဲ့ကြွားဟန်းနေတာမျိုး လုံးဝမဖြစ်စေနဲ့အသိမပါဘဲနဲ့ခြေတော်ကလေးလုံးဝမလုံးမိစေနဲ့မသိလိုက်ဖဲနဲ့အသိကသတ္တစိတ်ကိုနေတာကသတ္တခြေတော်ကနှမ်းနေတာကသတ္တဒီလိုမဖြစ်စေနဲ့မသိလိုက်ဖဲနဲ့နှမ်းမိတယ်ဆိုရင် ချက်ချင်းသိလိုက်ချက်ချင်းရပ်ပေးလိုက်ပြီးတော့မှဆက်ပြီးတော့နှမ်းမိမိခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုအားလုံးဟာ အသိလေးနဲ့တထထည့်ဖြစ်နေပါစေအသိလေးနဲ့တထထည့်ဖြစ်နေပါစေဒါကြောင့်စဉ္ညာကမ္မနာစီဖြာနေဆိုတာမြန်မြန်ကြီးလှမ်းလို့မရဘူးတုတ်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 သွားလို့မရဘူးဟိုကြည့်တိကြည့်ကြည့်လို့မရဘူးတုတ်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 သွားနေတဲ့ယောဂီရဲ့တန်တမှာဘယ်တော့မှတတိမကိန်းနိုင်ဘူးဆိုတာသဘောပေါက်ပါတကယ်တတိပ္ပဒါကိန်းလာရင်လည်းပဲမိမိရဲ့ရုပ်ခန္ဓာအမှုအရာအလိုလိုနေသွားပါလိမ့်မယ် အတိလေးနဲ့တတိလေးနဲ့မြဲအောင်ကြိုးစားပြီးတော့ဒီသဘောနာသဘောကိုသိနေတာကသမာဓိဖြစ်သဘောပြသဘောကိုသိနေတာကပညာသမာဓိနဲ့ပညာဒီနှစ်ပါးတိုးတက်ဖို့ရှိလာအောင်တတိဆိုတဲ့တရားကလေးနဲ့အမြဲတမ်းပတ်ဖို့ပြရမှာဖြစ်ပါတယ် အာလုံးပေါင်းလိုက်တတိယသမာဓိပညာရဲ့ဆိုတဲ့တရားသုံးမျိုး ਨੇ သိညာကမ္မစစ်ဖြတ်ပေးနေခြင်းသည်ဝိပဿနာအလုပ်ကိုပြုလုပ်နေတာပဲဝိပဿနာပဲလို့ဒီလိုသဘောပေါက်ပြီးတော့ကြိုးကြိုးစားစားနဲ့အားထုတ်ပြင်ကြပါ